အားလုံးပဲမင်္ဂလာပါ Daily Point Football ကနေပြန်လည်ပြီးတော့ကြိုဆိုပါရစေ။ဒီနေ့နိုဝင်ဘာလ15ရက်နေ့တနင်္လာနေ့မှာရှင်ပိုင်ကစားကြမယ်ကမ္ဘာ့ဘလာချစ်စစ်ပွဲစဉ်တွေဖြစ်တဲ့စပိန်၊ဩစတြေးလျအသင်းတို့ရဲ့ဒါပွဲစဉ်တွေအပါအဝင် ရိုမေးနီးယား၊ဘော့စနီးယားအသင်းတို့ရဲ့ပွဲကြုံသုံးသပ်ချက်တွေကိုတင်ဆက်ပေးသွားမှာလည်းဖြစ်ပါရဲ့။ ပထမဦးဆုံးအနေနဲ့ကတော့စိုက်ပရက်ဒင်းနဲ့တောင်အော်စတြေးလျသင်းတို့ရဲ့ပွဲစဉ်ကဒေပွဲရဆိုလို့ရှိရင်မြန်မာစံတော်ချိန်ည7:00နာရီခွဲအချိန်မှာရှင်ပိုင်ကစားကြမှာလည်းဖြစ်ပါတယ်။စိုက်ပရက်တို့အနေနဲ့လက်ရှိနောက်ပိုင်းပွဲစဉ်တွေမှာတော့အသင်းရဲ့ရားလက်ပိုင်းတွေကတော့မစိုးဘူးလို့ပြောရမယ်။နောက်ဆုံးကစားခဲ့တဲ့3ပွဲမှာ2ပွဲနိုင်2ပွဲသရေဆိုတဲ့ရားလက်ကိုပိုင်ဆိုင်ထားကောင်အုပ်စုအတွင်းမှာဆိုလို့ရှိရင်တော့ရားမှတ်၈မှတ်ရရှိထားတာလည်းဖြစ်ပါတယ်။တစ်ဖက်ကအော်စတြေးလျသင်းကိုကြည့်မယ်ဆိုလို့ရှိရင်ဒါအော်စတြေးလျသင်းကလည်း ခြေဆောင်ပိုင်းရောရာလပိုင်းမှာပါပုံစံကောင်းတွေမှာရှိနေတဲ့အသင်းဖြစ်ပြီးနောက်ဆုံးကစားခဲ့တဲ့၅ပွဲမှာကတော့၄ပွဲနဲ့တပွဲရှုံးဆိုတဲ့ရာလကိုပိုင်ဆိုင်ထားကအောက်ဆုတ်တွင်မှာဆိုလို့ရှိရင်ရာမဲ15မဲနဲ့အဆင့်တက်နေရမှာရက်ဒီနေရာလေးဖြစ်ပါတယ်ဒီနေ့တင်းမှာကလည်းထိတိုက်တွဲဆုံးခဲ့တဲ့ပွဲစဉ်ကတပွဲပဲရှိတာရဲ့အဲ့ဒီပွဲစဉ်မှာဆိုလို့ရှိရင်တော့ဒါအော်စတြေးလျအနေနဲ့အိမ်ခွင်းမှာပဲစိုက်ပရက်အတင်းကိုဝမ်းစီဆိုတဲ့ရာလနဲ့အနိုင်ရရှိအောင်ကစားထားတာလည်းဖြစ်ပါတယ်လက်ရှိနေသားအရဆိုလို့ရှိရင်တော့ ဒါခြေစွမ်းပိုင်းရောရနပိုင်းမှာပေါ့အော်စတြေးလျောင်းနေတဲ့စိုက်ပရက်အသင်းတွေဆိုလို့ရှိရင်တော့ပို့ပြီးတော့ကောင်းတယ်ပို့ပြီးတော့ဒါတင်ငင်မှုရှိတဲ့နေသားမျိုးကိုပြောရမယ်ဒါပေမဲ့ဒီစိုက်ပရက်ဆိုတာကလည်းခြေစွမ်းပိုင်းရဆိုလို့ရှိရင်တော့မဆိုးလာတဲ့အသင်းမျိုးဖြစ်ပြီးဒါကစားရအနေငယ်ခက်တဲ့အသင်းထဲမှာလည်းပါတယ်ဒါကြောင့်မို့ဒီအော်စတြေးလျလိုအတွက်စိုက်ပရက်အသင်းရဲ့အိမ်ကွင်းမှာတွားရောက်ပြီးတော့ကစားရမှာဆိုတော့တိတ်ပြီးတော့လည်းပေါ်ဆောက်လို့မရဘူးဒီပွဲကဖွင့်လှစ်ထားတဲ့ပေါင်ကျဲရောက်ဆိုလို့ရှိရင်ဩစတြေးလျအနေနဲ့ဖိုက်ဘရက်အသင်းကိုနှလုံးကို60%ကျေးပွင့်ထားတာဖြစ်ပြီး ဂိုးပေါင်းရဆိုရင်တော့၃လုံးကို20ကခြေဖွင့်တာလည်းဖြစ်ပါတယ်။တစ်ခါကစိုက်ပရက်တင်ကလည်းလက်ရှိမှာတင်းရဲ့စမ်းဆောင်ရေးပိုင်းတွေကကောင်းမွန်နေတာဖြစ်လို့သူတို့နေနေတာအိမ်ခွင့်မှာတော့အ ਨੇ ဆုံးတရေတော့ဒါရရှိအောင်ကစားလာကြမှာလည်းဖြစ်တယ်။သူကဘလို့ပဲဖြစ်ဖြစ်ရှုံးရင်တောင်မှဒါဂိုးပြက်မရှုံးနိုင်တဲ့အိမ်ရှင်စိုက်ပရက်အတင်းကိုပဲပို့ပြီးတော့အကြိုက်ပြင်ပြီးတဲ့ပွဲစဉ်လည်းဖြစ်ပါတယ်။နောက်ထပ်ဂျော်ဂျီယာအတင်းနဲ့စပိန်အတင်းတို့ရဲ့ပွဲစဉ်အရဆိုလို့ရှိရင်ဒီပွဲကတော့မြန်မာစံတော်ချိန် ည7:00နာရီခွဲအချိန်မှာအရှင်ပြိုင်ကစားကြမှာလည်းဖြစ်ပါတယ်။ဂျော်ဂျီယာတို့အနေနဲ့လက်ရှိမှာဆိုလို့ရှိရင်တော့အသင်းရဲ့ခြေစွမ်းပွဲရလာပိုင်းတွေကတော်တော်လေးကိုစိုးဝါနေတဲ့အသင်းဖြစ်ပြီးနောက်ဆုံးကစားခဲ့တဲ့၄ပွဲမှာဆိုလို့ရှိရင်လည်းတပွဲနိုင်၃ပွဲတည်းကိုရှုံးနေထားကအုပ်စုတွဲမှာဆိုလို့ရှိရင်တော့ရမက်က၃မှတ်သာရရှိထားသေးတာလည်းဖြစ်ပါတယ်။တစ်ဖက်ကစပိန်လေးကိုကြည့်မယ်ဆိုလို့ရှိရင်ဒါစပိန်ကတော့လက်ရှိမှာအသင်းရဲ့ခြေစွမ်းပွဲရလာပိုင်းတွေကအကောင်းဆုံးပုံစံမျိုးမှာရှိနေတာဖြစ်ပြီး စပိန်တို့အနေနဲ့နောက်ဆုံးကစားခဲ့တဲ့လေးပွဲမှာဆိုလို့ရှိရင်လေးပွဲတလုံးကိုရာနှုန်းပြီးအနိုင်ရရှိအောင်ကစားထားတာဖြစ်ပြီးတော့အဲဒီလေးပွဲမှာဆိုလို့ရှိရင်လည်းဂျာကူကဒါ15ဂိုးထိကိုရရှိအောင်စွမ်းဆောင်ထားတာဖြစ်ပြီးပေကိုကတော့တကိုးမောက်ကိုခွင့်ပြုထားရတဲ့အနေအထားမျိုးမရှိဘူးတော်တော်စပိန်သင်းရဲ့ဒီလက်ရှိစွမ်းဆောင်ရေးပိုင်းကတော်တော်ကြီးကိုမိုက်တယ်ဒါတော်လေးကောင်းတဲ့အနေအထားမျိုးကိုပြောရမယ်ပြည်ဒီစပိန်တို့အနေနဲ့အုပ်စုအတွင်းမှာဆိုလို့ရှိရင်တော့ဂျာမတ်ကစနစ်မဲ့ရရှိထားတာဖြစ်ပြီး ဒုတိယနေရာကဒါတူရကီအသင်းနဲ့ဆိုရင်သုံးမှတ်ကွာဟနေတဲ့အနေအထားမျိုးပေါ့လေဆိုတော့သုံးမှတ်ကွာဟတယ်ဆိုတာကဒီအုပ်စုအဆင့်တင်နေတာတွေ့ဆိုလို့ရှိရင်တော့အရန်ပြောလေဒါစိတ်ချရတဲ့အနေအထားမျိုးမှတော့မရှိသေးဘူးဒါကြောင့်မို့သူအနေနဲ့ဒီပွဲကိုလည်းဒါမဖြစ်မနေတော့အနာရရှိအောင်ဒါကစားသွားရမှာလည်းဖြစ်ပါရဲ့ထိုက်တိုက်တွေ့ဆုံခဲ့တဲ့ပွဲစဉ်ကစုစုပေါင်းဆိုလို့ရှိရင်တော့၉ပွဲတိရှိထားရဲ့အဲဒီ၉ပွဲမှာဆိုလို့ရှိရင်တော့ဂျော်ဂျီယာအသင်းကတစ်ချိန်တိုင်းစပိန်အသင်းကတော့၈ချိန်ပြီကိုအနာရရှိအောင်ကစားထားတာဖြစ်ပြီးလက်ရှိနေတာကိုကြည့်မယ်ဆိုလို့ရှိရင်လည်း ဂျော်ဂျီယာတင်းနဲ့ဆိုလို့ရှိရင်တော့စပိန်တင်းကပဲကသာသမားစုပွဲမှုပိုင်းမှာလည်းပို့ပြီးတော့တောင်းတင်းမှုရှိတယ်လို့ခြေစောမရရလပိုင်းမှာပါအကောင်းဆုံးပုံစံတစ်ခုမျိုးမှာရှိနေကြလည်းဖြစ်ပါရဲ့ဒီကွဲမှာကလည်းဖွင့်လက်ထားတဲ့ဒီပေါက်ကျဲရောက်ဆိုလို့ရှိရင်တော့စပိန်တို့အနေနဲ့ဂျော်ဂျီယာအသင်းကိုနှလုံးကို50ပါခြေပွင့်ထားတာဖြစ်ပြီးဂိုးပေါင်းရောက်ဆိုလို့ရှိရင်တော့၃လုံးကို30ရှုခြေပွင့်ထားတာလည်းဖြစ်ပါရဲ့တစ်ခါကဂျော်ဂျီယာအသင်းကလည်းလက်ရှိမှာအသင်းရဲ့စောင့်ဆောင်ရေးပိုင်းတွေကတော်တော်လေးကိုစိုးဝါးနေတာဖြစ်လို့ စပိန်လိုအသင်းမျိုးကိုဒါရှင်ပြီးတော့ကစားနိုင်ဖို့ဆိုတော့လုံးဝကိုမဖြစ်နိုင်ဘူးဆိုတော့ဒီပွဲရဲ့ရာလတ်ကလည်းဒါကျွန်တော်ရဲ့အကြိုက်ဆိုလို့ရှင်တော့စပိန်တို့အနေနဲ့ဂျော်ဂျီယာအသင်းကိုဈေးဖို့ဈေးတူရီဆိုတဲ့ပုံစံမျိုးလောက်နဲ့ဂိုးပြတ်ထပ်ပြီးတော့နိုင်သွားမှုများတယ်သူတို့အနိုင်သေးချာပြီးတော့ဒါဂိုးပြတ်ဖို့တော့ကလည်းမခက်ခဲနိုင်တဲ့စပိန်အသင်းကိုပဲပို့ပြီးတော့အကြိုက်တင်ပြီးတဲ့ပွဲစဉ်လည်းဖြစ်ပါတယ်နောက်ထပ်ဘော့စနီးယားအသင်းနဲ့ရိုမေးနီးယားအသင်းတို့ရဲ့ပွဲစဉ်အောင်ဆိုလို့ရှိရင်ဒီပွဲကတော့မြန်မာစံတော်ချိန် ည2နာရီ15မိနစ်အချိန်မှာပဲရှင်ပြိုင်ကစားကြမှာလည်းဖြစ်ပါတယ်။ဘော့စနီးယားတို့အနေနဲ့လက်ရှိမှာဆိုလို့ရှိရင်တော့ဒါအသင်းရဲ့စွမ်းဆောင်ရည်ပိုင်းတွေကမဆိုးဘူးလို့ပြောရမှာဖြစ်ပြီးနောက်ဆုံးကစားခဲ့တဲ့၄ပွဲမှာဆိုရင်တော့နှစ်ပွဲနိုင်တစ်ပွဲတည်းတစ်ပွဲရှုံးဆိုတဲ့ရာလကို ပိုင်ဆိုင်ထားတာအုပ်စုတွင်မှာဆိုလို့ရှိရင်ရာမတ်7ဘတ်နဲ့အမှတ်ပြတရားရဲ့အသင်းနှစ်နေရာမှာရက်တည်နေရာလည်းဖြစ်ပါတယ်။တစ်ခါကရိုမေးနီးယားတင်းကိုကြည့်မယ်ဆိုရင်ဒါရိုမေးနီးယားတင်းကလည်းလက်ရှိနောက်ပိုင်းပွဲစဉ်တွေမှာအသင်းရဲ့စွမ်းဆောင်ရည်ပိုင်းတွေက ပုံစံကောင်းတွေကိုပြန်လည်ပြီးတော့ရရှိနေတာဖြစ်ပြီးရိုမေနီးယားအနေနဲ့နောက်ဆုံးကစားခဲ့တဲ့၅ပွဲမှာ၃ပွဲတိုင်းတပွဲတည်းချင်းတပွဲရှုံးဆိုတဲ့ရလဒ်ကိုပိုင်ဆိုင်ထားကောင်းအုပ်စုတွင်မှာဆိုလို့ရှိရင်တော့ရာမက်ဆင်နဲ့အဆင့်၃နေရာမှာရက်တည်နေရလဲဖြစ်ပါတယ်ဒင်းနေသင်းမှာကထိတိုက်ပြည့်စုံခဲ့တဲ့ပွဲစဉ်ကစုစုပေါင်းကတော့၅ပွဲတည်းရှိတာတယ်အင်ရှင်ဘော့စနီးယားတင်းက၃ပွဲတိုင်းရိုမေနီးယားတင်းက၂ပွဲအနိုင်ရရှိအောင်ကစားထားတာဖြစ်ပြီးလက်ရှိနေတာဝင်ကြည့်မယ်ဆိုလို့ရှိရင်တော့ နှစ်သင်းလုံးတော့ဒါခြေစွမ်းပန်းရာလက်ပိုင်းမှာပါသိပြီးတော့ဒါကွာချောင်းမရှိတဲ့နေသားမျိုးလို့ပြောရမယ်ဘော့စနီးယားသင်းကောင်တော့ဒါရာမက်73မက်ရရှိထားတာဖြစ်ပြီးတော့ရိုမေးနီးယားသင်းကောင်တော့ဒါရာမက်70မက်ရရှိထားတာဖြစ်လို့ဒီနှစ်သင်းမှာက3မက်ပဲကွာချောင်းမှုရှိတယ်ဆိုတော့ဘော့စနီးယားကောင်တော့ဒါရိုမေးနီးယားသင်းကိုနိုင်လို့ရှိရင်ရာမက်က6မက်ထိကိုဖြတ်ထားနိုင်မှာဖြစ်ပြီးရိုမေးနီးယားသင်းကောင်ဒါဒီပွဲကိုနိုင်လို့ရှိရင်ဒါဘော့စနီးယားသင်းတွေကရမက်က73မှတ်စီတူညီသွားမှာဆိုတော့နောက်တစ်ဆင့်ကိုတက်ရောက်နိုင်ဖို့ကတော်တော်လေးကိုမှာ ဒီပွဲကအကျိတ်အနေနဲ့ရှင်းပြန်ကစားရမယ့်ပွဲကောင်းတစ်ပွဲလည်းဖြစ်တယ်။ခွဲလက်ထားဒီပေါက်ကျရောက်ဆိုလို့ရှင်တော့ဘော့စနီးယားတို့အနေနဲ့ရိုမေးနီးယားအသင်းကို level 30ရှုံးချေးဖွင့်ထားတာဖြစ်ပြီးဂိုးပေါင်းရဆင်တော့နှလုံးကို60ရှုံးချေးဖွင့်ထားတာလည်းဖြစ်ပါတယ်။တစ်ခါကရိုမေးနီးယားအသင်းကလည်းလက်ရှိမှာအသင်းရဲ့စွမ်းဆောင်ရည်ပိုင်းတွေကပုံစံကောင်းနေပါပဲရှိနေတာဖြစ်လို့ဒီပွဲရဲ့ရလဒ်ကလည်းကျွန်တော်ရဲ့အကြိုက်ဆိုလို့ရှင်တော့တရေရလဒ်ကိုပဲဒါပို့ပြီးတော့ဥတည်သွားဖို့များတယ်ဒါ1-1ဆိုတဲ့ပုံစံမျိုးတွေပေါ့နော်။ ဆိုတော့တည်ရဆိုလို့ရှိရင်တော့30လောက်ပျော်ရွှင်ရမယ်။ရိုမေးနီးယားသွင်းမှုပဲပို့ပြီးတော့အကြိုက်သွင်းပြီးတဲ့ပွဲစဉ်လည်းဖြစ်ပါတယ်။နောက်ထပ်ဆလိုဘေးနီးယားသွင်းနဲ့ကိုဆိုဘိုသွင်းတို့ရဲ့ပွဲစဉ်အားဆိုလို့ရှိရင်ဒီဖွဲ့ကတော့မြန်မာစံတော်ချိန်ည2:15မိနစ်အချိန်မှာအချိန်ပိုင်းကစားကြမှာလည်းဖြစ်ပါတယ်။ဆလိုဘေးနီးယားတို့အနေနဲ့လက်ရှိမှာဆိုလို့ရှိရင်တော့နောက်ပိုင်းပွဲစဉ်တွေမှာရလပိုင်းတွေကပြန်လည်ပြီးတော့ဆိုးဝါးနေတာဖြစ်ပြီး ။နောက်ဆုံးကစားကလေး၄ပွဲမှာဆိုလို့ရှိရင်နိုင်ပွဲမရရှိဘဲနဲ့၃ပွဲတည်း။တပွဲရှုံးဆိုတဲ့ရလာကိုပိုင်ဆိုင်ထားကလက်ရှိအုပ်စုတွဲမှာဆိုလို့ရှိရင်လည်းအဆင့်၃နေရာလောက်မှာဒါရမှတ်ကလည်း၃မှတ်သာရရှိထားပြရလည်းဖြစ်ပါရဲ့။တစ်ခါကကိုဆိုဘိုသင်းကိုကြည့်မယ်ဆိုလို့ရှိရင်ဒါကိုဆိုဘိုသင်းကတော့လက်ရှိနောက်ပိုင်းပွဲစဉ်တွေမှာအသင်းရဲ့ဆက်ဆောင်ရေးပိုင်းတွေကအကောင်းဆုံးပုံစံမျိုးကိုပြန်လည်ပြီးတော့ရရှိနေတာဖြစ်ပြီးနောက်ဆုံးကစားခဲ့တဲ့၃ပွဲမှာဆိုလို့ရှိရင်နှစ်ပွဲနိုင် တပွဲတရေဆိုတဲ့ရလကောင်းတွေကိုပိုင်ဆိုင်ထားကအုပ်စုတွေမှာဆိုလို့ရှိရင်လည်းဒါအစင်းနှစ်နေရာမှာရမက်9မက်နဲ့ရရှိနေရာလည်းဖြစ်ပါတယ်ဒီနှစ်သင်းမှာကထိတ်တိုက်ပြည့်စုံခဲ့တဲ့ပွဲစဉ်က3ပွဲတော့ရှိတာတယ်အဲဒီ3ပွဲမှာဆိုလို့ရှိရင်တော့ဆလိုဗေးနီးယားသင်းက2ပွဲနိုင်တပွဲကတော့တရေရလသာထွက်ပေါ်ထားတာလည်းဖြစ်ပါတယ်လက်ရှိနေသားရဆိုလို့ရှိရင်တော့ခြေစောင်းပိုင်းကတော့ဒါအလောက်ထိတော့လည်းကွာခြားမှုကတော့မရှိဘူးရလပိုင်းမှာကတော့ဆလိုဗေးနီးယားသင်းနဲ့ဆိုင်လို့ရှိရင်ကကိုရှိုဘူသင်းကပို့ပြီးတော့ သိဉင်းမှုရှိလာတဲ့အနေအထားမျိုးလို့ပြောရမယ်။ကွန်ဆိုဘိုတဲ့ဆိုတာကလည်းဒါဆွေတင်လို့အသိမျိုးကိုတောင်းမဲ့တာလက်ကျော်စလုံးပြားအနာရရှိအောင်ကစားထားတဲ့အသိန်းပေါ့နော်။လက်ရှိအနေအထားအရဆိုတော့တော်တော်လေးတော့အားရဖို့တော့ကောင်းတယ်။ပြီးတော့ဒီနေ့သင်းမှာကတော်တော်ဒီကွန်ဆိုဘိုတဲ့ကအုပ်စုတွေမှာဆိုရမှတ်9မှတ်ရရှိထားတာပြီးပြီးတော့ဆလိုဗီးနီးယားကတော့ဒါ3မှတ်ပဲရရှိထားပြီးတာဖြစ်လို့ဒီဒီအုပ်စုတွေကိုကြော်ဖြတ်ဖို့ဆိုလို့ရှိရင်ဗျာကွန်ဆိုဘိုတဲ့ကတော့ပို့ပြီးတော့အခွင့်အရေးများတဲ့အနေအထားမျိုးပေါ့နော်။ပွင့်လက်ထားတဲ့ဒီပေါက်ကျင်းရဆိုလို့ရှိရင်တော့ စလိုဗီးနီးယားတို့အနေနဲ့ကိုဆိုဘိုသွင်းကို level 80ရှုံးကျေးခွင့်ထားတာဖြစ်ပြီးဂိုးပေါင်းအရဆိုတော့နှလုံးကို30ရှုံးကျေးခွင့်ထားတာလည်းဖြစ်ပါတယ်။တစ်ဖက်ကကိုဆိုဘိုသွင်းကလည်းလက်ရှိမှာသင်ရဲ့စွမ်းဆောင်ရည်ပိုင်းကအကောင်းဆုံးအနေအထားမျိုးမှာရှိနေတာဖြစ်လို့စလိုဗီးနီးယားသင်ရဲ့အိမ်ခွင့်မှာတော့ကိုဆိုဘိုတို့အ ਨੇ ဆုံးတော့သရေနောက်တော့ဒါရရှိအောင်ကစားလာမယ်နေစာမျိုးလို့ပြောရမယ်။ဖက်ဒီဘွက်ကတော့သရေဆိုလို့ရှိရင်တော့80ပြောရှင်ရမယ်။ကိုဆိုဘိုအသွင်းကိုပဲပို့ပြီးတော့အကြိုက်တွင်းမိတဲ့ပွဲစဉ်လည်းဖြစ်ပါတယ်။